ဒီနေ့ကတော့အုံနှောက်ရဲ့အံ့ဩဖွဲ့ရာအချက်လက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်။အုံနှောက်ကခန္ဓာကိုယ်မှာ အစီပါဝင်မှုအများဆုံးအစိတ်ပိုင်းလို့ပြောရင်အံ့ဩစရာကြီးနော်။အုံနှောက်ကလေးကအသက်25နှစ်အရွယ်ရောက်တော့မှပဲအပြည့်ဆုံးဖွံ့ဖြိုးသွားတာပါ။ အုံနှောင်းရဲ့တူလောင်နိုင်စွမ်းကတော်တော်လေးကြောက်ခမန်လေးလေးပါ တထောင် trillion ထိရှိနိုင်ပါတယ်။ဒါကြောင့်မှတ်စရာအရင်များပြီးရဲ့အချိန်မှာအော်ငါမတော့မမှတ်နိုင်တော့ဘူးလို့ထင်တာရရမဟုတ်ဘူးနေဘူးပေါ့နော်။အုံနှောင်းကထွက်တဲ့စွမ်းရင်ပမာဏဘယ်လောက်ရှိမင်းထင်လဲ။ 20watt ပါ။အဲ့တော့မီလုံးတလုံးလင်းနေသည်ထုတ်လို့နေရပါ။အုံနှောင်းကတည်င်းချက်လက်တွေကိုဘလောက်နှုတ်နဲ့ဖြန့်ချနေရဲ့ထင်လဲ။350 မိုင်းပါအောင်ပါပါနင်းနင်းနုံနုံအမြန်နှုံတော့မဟုတ်ပါဘူးလူတွေအပြောများနေတယ်အုံနောက်ကဆယ်ရာခိုင်နှုံးပဲအလုံးလုံးတယ်ဆိုတာတကယ်တော့မဟုတ်ပါဘူးအကုန်လုံးအလုံးလုံးပါတယ်အိတ်နေတဲ့အချိန်မှာတော့မှသူကအလုံးလုံးနေပါတယ်ဒီနေ့ကိုအတွေးပေါင်း9000အထိ တွေးနေရတယ်။အုံနှောင်လေးဖြစ်တာမလို့အိတ်ဆက်ပြေနိုင်ဖို့လေအရေးကြီးပါတယ်။အတွေးတွေတည်ယူမှုတွေပေါ်မှာမူတည်ပြီးတော့ ုံနောက်ကလေးကလိုက်လံပြောင်းလဲနိုင်တယ်။ဒါကို neuroplastic အရေးချင်းရှိတယ်လို့ခေါ်ပါတယ်။အုံနောက်ကသူကိုယ်တိုင်ကတော့နာကျင်မှုကိုမခံစားနိုင်ဘူး။ခံစားနိုင်တဲ့ receptor သူမှမရှိဘူး။ဒါကြောင့်လေအုံနောက်ဒီပိုင်းခွဲရဲဟိုဗီဒီယိုရမြင်ဘူးလားတော့မသိအဲ့ဒီအချိန်မှာလေလူနာကိုတချင်းဆူခိုင်းတာလို့လူနာကြီးက awake ဖြစ်နေတဲ့အချိန်မှာခွဲရရဒါသူ့မှာ pain receptor မရှိလို့ပါ အမျိုးသားတွေရဲ့အုံနောက်ကအမျိုးသမီးထက်စားရင်တော့ဆယ်ရာခိုင်နှုန်း size ကပိုပြီးတော့ကြီးရယ်ဒါပေမဲ့ IQ ပေါ်မှာတော့သွားပြီးတော့တရားမှုမရှိဘူးတန်းပါစံပိုနေနေမယ်တော့အဲ့လိုမရှိဘူးအရှိမပြောခဲ့သလိုတည်ယူမှုတွေပဝင်းချင်းတွေပေါ်မှာမူတည်ပြီးတော့အုံနောက်ကပုံစံလေးတွေကပြောင်းနိုင်နေဆိုတဲ့အတွက်ကြောင့်လူတစ်ယောက်နဲ့တစ်ယောက်ဘလုံးမထပ်တူကြမှာမဟုတ်ဘူးလက်ပွေရလိုပဲ။ အုံနောက်ကအောက်ဆီဂျင်တော်တော်လေးကိုလိုအပ်တယ်အောက်ဆီဂျင်လုံးဝအပြတ်လက်ခံလို့မရဘူးကြော့သားရီထံသူကသုံးစားအောင်ပို့ပြီးရောသုံးသေးတယ်ကျမကြီးဘူးတူတာတွေဝယ်ရှဲနေရင်ပြင်းစရာကောင်းနေမှာဆိုလို့ဒီလိုမျိုး fan fact လေးတွေကိုရံဖရင်ကရှဲသွားအောင်မှာမလို့ဆလတ်ဆောင်မြကြည့်ရှုကြပါအောင်လို့တိုက်တွန်းရင်းနေဒီ audible mind ကနေပြီးရောနောက်ကွန်ဆက်တက်လိုက်ပါရရှင် bye bye